ားလုံးပဲမင်္ဂလာပါရှင်။လာမယ့် YouTube Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြီးရောက်ကြည့်ဆိုပါရစ်။ကျမတို့ရဲ့ Channel ကနေဒီကနေ့မှဆိုရင်တော့စာရေးသူခွန်ရေးသားထားတဲ့မောင်ရည်ခဲနဲ့ယုံကြည်မှု၏နောက်ကွယ်ဆိုပြီးဇာတ်လမ်းကောက်ဘက်ကိုထောက်လင်းပေးမှာဖြစ်ပါရစ်။အားလုံးကလည်းပါပြီးတော့နားဆင်လို့အားပေးပါအောင်နော်။မနက်အစောဒီဆီအောင်ဆီအောင်လို့ခေါ်တဲ့ကြောင့်မောင်ရည်ခဲရောက်နိုးလာရင်မောင်တင်ပေါ်လေးထုံနေတူပါ။ အိမ်ကြီးထဲမှာသူတို့နှစ်ယောက်ကလွဲလို့ဘသူမှတော့မရှိဘူးခြံလော်ထဲမှာအိမ်တလုံးဆောက်လို့နေထိုင်ကြတာပါမောင်တဲပေါ်လူထွက်လာပြီးရနောက်ဆရာဖြစ်သူနဲ့ပဲအတူပြန်လာနေလို့ဆရာရဲ့ကိစ္စဝဝတက်နိုင်သမျှဆောင်ရွက်ပေးရှာတယ်ဆရာတော်ဦးမောဒေတာဝီရလေးကျောင်းမဝင်နေကြဖို့တော့ခေါ်သေးရဲ့ဒါပေမဲ့ဒုက္ခပေးရရောက်မှဖြစ်တာနဲ့ဆရာတပည့်နှစ်ယောက်တီးတန့်ခွဲနေတယ်ယခုလေတယောက်ယောက်ကလာနိုးနေရနဲ့ထားဖို့ပြကြတယ် တကောက်ဖွင့်လိုက်တာနဲ့စီးကျုနေသူရွာမြောက်ပိုင်းကကိုတော်လောက်ဟာကိုတော်လောက်စောလာကြည်လားဗျစောမရမဆရာလေးရဲ့အလောတကြီးပါလားဗျစုစမ်းမအောင်လာရင်ကိစ္စလေးဆရာနှမသူစားပေါ့ဘိုက်ကချုပ်ရို့နာနေလို့ဆိုလားကိုတော်လောက်တော့နောက်ပြီဗျချုပ်ရိုးနာတာကျောက်ကဘာလို့ပေးနေမှလဲဗျဆရာဝင်ပြကြည့်ပေါ့ဗျပြပါခေါ်လာဆရာရဲ့ဓမ္မန်နေမှာရိုက်ပြီးစစ်ထားတာ ချောက်ရိုးကဘာမှမဖြစ်ဘူးတယ်ဗျ။ဒါပေမဲ့သူ့ဘိုက်ကချောက်ရိုးကဆက်ပြီးနားနေရတယ်။အခုဆိုခါတော့မမှန်မနေရဘူး။နားလို့တယ်ဗျ။အားရဆရာစီလာပြီးရိုးမရိုးမေးကြည့်မလို့ဗျ။ပြီးတော့လဲเจ้าနေရကလေးကလေးဖြစ်နေတဲ့ကိစ္စလေးပါမင်းမေဗျ။ဟုတ်ကဲ့ပါဗျာ။ကဲကဲအိမ်မောသွားကြည့်။ကျုပ်မျက်နှာတက်လိုက်အောင်မီ။ဒီလိုပြောပြီးနောက်ဘေးဘက်ကိုသွားလို့မျက်နှာတက်လိုက်တယ်။တအားမှအိမ်မောပြန်ရောက်လာပြီး ဖယားရှိကိုစီမီကတောက်ရည်ချမ်းကတ်ကလူနာအတွက်လိုအပ်တာတွေတွေ့ချက်နေရပါအေးကောကာယကံရှင်လူနာမပါတော့မင်းရဖြစ်ရတာတိတ်အစစ်မပြေဘူးကောပြောရရင်တော့အခုမိမကပယောကတော့မကင်းဘူးပေါ့ဗျာကာယကံရှင်နဲ့တွေ့ပြီးစစ်ရရင်တော့ပိုပြီးသိကြတာပေါ့ဟုတ်စရာမနှက်ပြန်အခုမိမပါခေါ်လာခဲ့မယ်လေဆရာတို့အားရမှတ်လားဗျအဲ့လိုလဲအဆင်ပြေတယ် ခေါ်လာခဲ့တော့ပို့ကောင်းတာပေါ့ဟုတ်ပြီဆရာဒါဆိုအကုတ်ကိုခွင့်ပြုအောင်ပြဟုတ်ပြီဟုတ်ပြီအဲ့ဒီပြက်ပြီးရနေမောင်ထဲပေါ်လေးဆရာဖြစ်သူ မနှက်စာစားဖို့ခေါ်လိုက်တယ်နောက်နေ့ရောက်တော့ကိုတာလာတော့လင်မယားကရောက်လာတယ်လာလာအကုတ်တို့အပေါ်ထက်မှာဆရာစောင့်နေရဲ့ဗျမောင်ထင်ပေါ်ကစီကြူပြီးအပေါ်ထက်ကိုသွားခိုင်းနေကာယကံရှင်လူနာရောက်တာနဲ့မောင်ကြီးကဘေးရင်အနေအချင်းဟောပေးလို့ ပယောကဆက်ရှိမရှိတေချာစေဖို့စစ်စစ်ဖို့လူနာကိုဖျားကတော့ခိုင်းပြီးအနောက်ကိုခြေစင်းထားခိုင်းနေကဲခန္ဓာရှင်တောက်ကြသမီးရဲ့နားနဲ့ဗိုက်ချုံရုံမှာပယောကဆက်မိတွဲနေအောင်မှန်ရင်ဆံရကနင်းချေပေးထားကြောမရစေနဲ့မရှိရင်ဖက်လို့ပေါ်ပါပါစေတာကဲခြေတော်တစ်ဖက်စီမကြည့်ညမမသူစာကစင်းထားတဲ့ခြေတော်ကိုတစ်ဖက်ချင်းစီမကြည့်ရင်ဘလို့မှမလို့မရဘူး ကဲဟုတ်ပြီခန္ဓာရှင်ရဲ့လေချောင်းနေကလေးကလေးဖြစ်နေတဲ့ဥစ္စာကအပင်းကြောင့်ဖြစ်နေအောင်မှန်ရင်နေချပေးထားကြွားမရစေနဲ့မဟုတ်ရင်ဖတ်လို့ပေါ်ပါပါစေသာကာယကံရှင်ခြေတော့ကိုထမပြန်နေဒီတခါလေးခြေတော့ကလေးလံလို့မလို့မရဘူးကဲဘယောကစက်မှတ်ကန်ရင်ဖတ်လို့ပေါ်ပါပါစေသာဗျာခြေတော့မစီညမမတူစားဆရာပြောတဲ့အတိုင်းခြေတော့တစ်ဖက်ချင်းစီမကြည့်ရင်ငကိုနဲ့မတူလို့ ပေါ်ပါနေလို့ခြေတော့အပေါ်ကိုမြှောက်လို့ရှောင်းနေတယ်။ဘယ်နဲ့နေလဲ။ပေါ်သလား။လေးသလားညမ။အခုကပေါ်သွားပြီဆရာ။စစောကဘလို့မှမလို့မရဘူး။ကဲဟုတ်ပြီ။အရှိလဲပြီ။ဖယားဦးချစီ။မသူစားမောင်ကြီးကပြောတဲ့အတိုင်းဖယားဦးချပြီ။ယောက်ျားဖြစ်သူနှစ်ဖေးမှာကျုံကျုံကလေးလာထိုင်နေ။ကိုသားလာက မောင်ကြီးကဘက်ကိုလှည့်လို့။တောက်စုကိုဘွဲအတွက်ဘာလို့အပ်လဲဆရာ။လိုအပ်တာသာပြော။ အကုတ်ရှာပေးမိအရေးကြီးရာမတ်သူစာနေပြန်ကောင်းဖို့ပဲဆရာစိတ်ချကိုပယောဂဆက်မှတ်သမျှကျွန်တော်တာဝန်ရှိသည်ကျဲနဲ့ကျဲမရဲ့ကိစ္စတွေတော့စေးလိုက်လိုက်သိရင်လိုက်ရမယ်ဗျဟုတ်ကဲ့ဆရာကိုဝဲအတွက်တော့ဘာမှထွ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 မလုပ်ဘူးငပြောဘဝသုံးပြီးရင်အုံးဒီတလုံးရင်ဖျောင်းနိုင်ရင်ဒါပဲလို့ရည်ရစေရမယ်ဆရာတအောင်အကြမ်းမှာပြည့်စည်အစုံလင်းတဲ့သူကိုတာလာပြန်ရောက်တယ် မောင်ထင်ပေါ်လဲငပြောသည့်အုပ်သည်ဆေးပြီးတော့ပွဲပြင်းနေအာလောပီစီယာနေမောင်ရေခဲရဖျားရှိခုငါးပါးတိလာခန့်လို့ဆရာသခင်တို့ထံတောက်ကြတမိအတွက် ပွဲလူပေးပြီးလိုအပ်တဲ့အာနာဆက်အကြားဆက်အမြင်ဆက်မနှောဆက်များတောက်ခန့်နေအဲဒီနောက်မသူစာကိုခေါ်ပြီးဖျားဦးချခိုင်းပြီးတော့ပြူစာနှောက်ရက်သူ စွရင်ရှင်ကိုခေါ်သွန်းနေကဲတောက်ကြတမိရဲ့အတတ်နဲ့ခန္ဓာကို အဘဆရာသခင်တို့ထံအနှံလှူဒန်းပါ रे အလူကံပေးသနာတော်မူပါအဘဆရာသခင်အပေါင်းတို့ခမညာတောက်ကြသမီးရဲ့အတတ်နဲ့ခန္ဓာကိုအဘဆရာတို့ထံအနှံထားပြီဖြစ်တဲ့အတွက်ခန္ဓာရှင်တောက်ကြသမီးကိုပြူစားနှောက်ရှက်ထားပြီးမိသည့်ပုံကမစူရောက်တဲ့နေရာကနေဒီကိုအရောက်လာခင်စံဘလို့ပုံကမမလာပြီမနေနိုင်စီဟအဘဆရာသခင်တို့ရဲ့အမိတ်ငါဆရာရဲ့အမိတ် ။မောင်ရီကအဲ့ဒီလိုအမိတ်ပြန်လာနေလက်အုပ်ချီထားတဲ့မသူစာရဲ့လက်တို့ဟာနှစ်ဘူးတလို့တဇက်ဇက်နဲ့တော်လာပြီ။ငါခေါ်တာဆွေးရင်ရှင်တော့နေရဘာလို့လာတာလဲကွ။သူဘကဘာမှပြတ်မပြောနေမြဲနေနေတယ်။ငါပြောနေရလေ။နင့်ကိုခေါ်သလားလို့ပြောစမ်း။နှုတ်ကနေဆိုင်ရီစကားပြောလို့ရအောင်။နှုတ်ဖွင့်ပေးလိုက်ကြ။ငါငါဆွေးရင်ရှင်မဲဟ။တဲငါလှုပ်လိုက်ရ။နင်ကဘာမှတ်နေလဲ လာလေလို့ရှာမယ်ထင်နေလား။နေကဆွေးရရှင်မဟုတ်ဘူး။တည်ရေ။ဒီလောက်ရှုပ်ချက်နေရ။ကဲ။စရရေ။ဒီကောင်ကိုဆွဲထုတ်ပြီးတော့ချုပ်ထား။အပြစ်ပေးထား။ငါကမလွတ်မချင်းလှုပ်မပေးနဲ့။မတ်သူစားတစ်ချက်တိတ်နေတုံသွားပြီးအသေးစိတ်ပြန်ကတ်တယ်။ကဲနှမဘာမှမဖြစ်ဘူး။စိတ်ကိုလျှော့ထား။တောက်ကြသမီးပြူစားနှောက်ရှောက်ထားပြီးဆွေးရရှင်ကိုတော့အခုချက်ချင်းလာခဲ့စမ်းဟိ။ခုတော့ခံတော့နေ။ လွတ်နိုင်ခြင်းမရှိစေရ။အဘဆရာသခင်ရဲ့အမိတ်ဒီအခါမသူစားရဲ့လက်ပင်မဟုတ်ဘဲတကူလုံးကိုဝင်းစီးတယ်။မလာဘဲနေနိုင်သေးလား။ဟမ်။ကိုမွေးထားတဲ့အကောင့်နေလှုပ်အောင်မလား။ထိုဘက်ကဘာမှပြတ်မပြောတဆက်ဆက်နဲ့တုံနေတယ်။လက်နှစ်ဖက်ဟာကျမ်းပြင်းကိုတပုံးပုံးနဲ့ထူရိုက်တယ်။ငိန်ထားစံအဲ့ဒီလက်တီမောင်ရေခဲဒီလိုပြောတော်လေစိုးရင်ရှင်ကမချားဟန်ဆောင်ကကျမ်းမြင့်ကိုတပုံးပုံးနဲ့ထူရိုက်တယ် ဒီလောက်တောင်ဖြစ်နေအောင်ပေးစမ်းပရိမောင်ရေကလွယ်အိတ်ထိပရိကံပေးတယ်ပရိရတာနဲ့သုံးကောက်ချိုးလိုက်တယ်ကဲဤလက်သည်ဆွေရင်ရှင်ဤလက်ဖြစ်ပါစီကဲကွာကဲကွာကဲကွာဆိုပြီးထိုလက်ကိုပရိနဲ့သုံးချက်ဆင့်ရိုက်တယ်အာအနာရဲနာရဲနာရဲဘယ်နဲ့လဲအခုတော့အတန်ထွက်နိုင်ပြီလားတော်တော်အကုသို့ပေးတဲ့ကောင်ပြောစမ်းနင်းဘသူလေးဘာလို့လှုပ်ထားတာလဲမဖြစ်ဘဲနဲ့နေနေပြန်နေ ကဲနေဖြစ်မလားငါရိုက်ရမလားပြောဒီရက်ခါမှာမဖြစ်ပဲနေမြဲနေနေတယ်ကဲဒီလောက်တော့ဖြစ်နေရ လက်ကိုစီထားရအောင်စီထားခက်ကြမ်းကြမ်းနေစီထားလက်အပေါ်ရင်ပေါပေါ်ရအောင်တင်ထားစမ်းဒီရက်ခါမသူဆောင်ရဲ့လက်နှစ်ဖက်ခါရမ်းနေလို့ပေါပေါ်ရောက်လာတယ်ကဲကောင်းမနေရပေါ့ကောင်းမရင်မသလားကိုပွားကိုပြန်ရိုက်စမ်းခန္ဓာရှင်တောက်ကြသမီးရဲ့အတတ်နဲ့ခန္ဓာထိခိုက်ချက်မရှိစေရောက် ရှင်ရင်ဆွဲတော့ထိခိုက်စေရမည် တောက်ခံနိုင်တဲ့ဆက်တွေပြအတိကြစေဒီလိုအမိန်ပေးလိုက်တော့တောက်ကြသမီးကိုပွားကိုမနာတဲ့ကိုပြန်ရိုက်တယ်ပြော့တယ်ကွာမကြိုက်ဘူးခက်ပြင်းပြင်းရိုက်ထားစမ်းမတူစာရဲ့လက်တို့ရန်နာချက်မရှိပဲပါနဘက်ကိုတပြန်ပြန်နဲ့ပြန်ရိုက်တယ်ပြောတော့မလားအနာခံအောင်မလားပြုတ်ပြောပါတော့မေပြောပါတော့မေတော့ပါတော့ကလီကမာကြမယ်မကြမ်းနဲ့နော်ခေါင်းမော်ပရီကြသွားမေပါမှတ်နေလေကဲ လက်ကငိတ်ထားတော့ဒီလိုပြောတော့မှလက်နှစ်ဖက်ဟာဒူကောင်းမောင်ကျသွားတယ်မတူစားရဲ့ပါနှစ်ဖက်ကနေရဲနေလို့ညက်ရင်များပြန်ကျရတယ်ပြောမင်းဘာတူလဲမမမမတူပါမတူဟုတ်လားလိန်ညာရင်လှပ်ပိုင်ကြည့်ရောက်လက်မျိုးကိုလှန်နေထောက်ထားမသိစင်နဲ့ဒီလိုပြောတာနဲ့မတူစားရဲ့ဥကောင်းဟာ အပေါ်ကိုမော့လာတယ်အာတော်ပါတော့မညာတော့ပါဘူးပြောလေ မတူလို့ ပြောနင့်နမယ်အမှန်ငါငါနမယ်ချိုအေးဟဲ့ချိုအေးမောင်ရေခဲရဲ့ညာလောက်ဝမတ်သူစားရဲ့ပါပြမောကိုရှောက်ပြန်နေငါလို့ပြောအောင်မလားပြန်ပြောနင့်ဘသူလေးကြက်မမချိုအေးပါရှင့်ကဲမချိုရင်နင်ဒီခန္ဓာရှင်တောက်ကြသမီးဘာလို့ထားတာလဲပြောလဲရင်ငါကြောင့်သိရနော်သိသိပါရဲ့ဆရာမညာရဲတော့ပါဘူးကဲဖြေးဘာလို့ထားတာလဲအပင်ထည့်ထားတာပါ ူဘိုက်ကချုံရိုးတယ်ပါအကောင်အပင်ထည့်ထားပြီးရုံးမလိုက်တာဘာတွေများရန်ညိုးရန်စာရှိလို့လေငါအထင်နေနဲ့ခန္ဓာရှင်ကဒစိမ့်နေမဟုတ်ဘူးနော်ဟုတ်ပါရဲ့ဆရာမယားညီအမတွေပါသူ့ကိုမုံလို့လှုပ်ထားတာပါသူ့ကိုအယမ်းမုံနေဆရာမမြင်ချင်လောက်အောင်ကိုမုံတာပါကဲကဲဒစိမ့်နေမှာမဟုတ်ဘေးအချေချေခွဲလို့ကြပေါ့လူဘဝမှာပြည့်စုံရဖို့ဆိုတာကလေနဲတဲ့ရေစက်တွေမှာမဟုတ်တာ သူနဲ့တဏျာရီတဲ့အိမ်နဲ့ပြန်ဆောင်စည်းတဲ့ရေစက်ကိုလေအသေးမုန်းနေဆောင်ကဲကဲတော်ပြီငါမေးမေးနင်းခန္ဓာရှင်တောက်ကြသမီးကိုထဲ့ထားတာတွေပြန်ယူမလားမယူဘူးလားဒါပဲဖြေမယူနိုင်ဘူးဆရာတကယ်မယူဘူးလားတေချာစဉ်းစားပြီးမှဖြေနော်သူ့ကိုသိအောင်တတ်မှာပြန်မယူနိုင်ဘူးဆရာဟုတ်ပြီဒါတော့နေထိုင်တဲ့နေကံမေးကဲထင်ပေါ်ကြောက်ပြေယူခဲ့ဟိဟုတ်ဆရာ မော်တယ်ဘောလေးစမအပြည့်ချထားတဲ့ကြောင်ပြန်အဝိုင်းလေးကိုယူလာပြီးမသူစားရဲ့ရှေ့ကိုချပေးတယ်။ကဲနေပြန်မယူဘူးဆိုတာတေးကြပြီလား။တေးအောင်တက်မှာ။သူမရှိမှနားအိမ်မှာ။ဒီလောက်ခေါင်းမနေရဆိုင်ရရီအနောက်ကနေနှင်းချေလို့စမကြောက်ပြန်နေပြင်းပြင်းစောက်ခိုင်းတာမသေးစေနဲ့မောင်ရေခဲပြောလိုက်တာနဲ့မသူစားအရှိကိုထိုးကြပြီးနှစ်ဖိုးပြန်နေစမကြောက်ပြန်တို့တရုံးတုံးနဲ့စောင်းသွားရီ အချက်ပေါင်းများစွာစောက်ပြီးရနောက်နှစ်ဖူးတွေဖူးရောက်လာပြီးသွေးစားတွေဟာကြောက်ပြတ်မှကန်နေတယ်။ကဲယူတော့မလား။နင်းလှုပ်ထားတဲ့ဟာဒီယူယူပါတော့မယ်ရှင်။မဟုတ်ရင်သူ့မသိပဲကျမသိရပါတော့မယ်။ဟုတ်ပြီ။ဖယားဥချပြီးအနောက်လှည့်ခြေစင်းထား။မောင်ရီကပြောတဲ့အတိုင်းမသူစားအနောက်ဘက်လှည့်လို့ခြေစဲထိုင်ကမိမိလှုပ်ထားသမျှကိုကောင်းကောင်းနေချီအဆုံးသက်ချရီ။နှစ်ဖူးကဒဏ်ရာတွေပါအကုန်ယူသွား။ ဘယ်နေရာမှာမှပယောဂဇက်တွေခြံထားဖို့မကြံနဲ့နော်။ငါစစ်လို့တွေ့ရင်ညော်တော့မှတော့မဟုတ်ဘူး။ဟုတ်ကဲ့ပါရှိမချန်ရဲပါဘူးရှင်။အေးလေဘဲမှာထည့်ထားရင်စံစားပါပြန်ယူသွားကြည့်။နောက်ပြီးချိုရိုးတွေကဟားတွေပါ အကုန်ယူသွား။ဘာတခုမှကြံတာမလို့ခြင်းမို့။နောက်နောက်ဒီတောက်ကြသမီးမှနောင်နာအောင်နာရှားတာရန်နာကြီးထပ်မကြားခြင်းမို့ကြားလာ။ဟုတ်ကဲ့ပါ။နောက်မဖြစ်စေရပါဘူးရှင်။ မတူစားသူမရဲ့လက်နဲ့ခေါင်းဆောင်ချစ်ရဆုံးတက်ချကအပေးထောက်နေတယ်။လေပင်ရထဲထားပြီးဆက်ချင်းမြင်စားလေတက်ချတယ်။ချုပ်ရိုးတဲ့ထဲထားသမျှတော့မကောင်းတဲ့စုပ်ပညာရက်တွေကိုလေအကုတ်ပြတ်ယူတယ်။နိုင်ဝက်လောက်တက်ချပြီးရနောက်လက်တွေငှိမ့်ကပေါင်မော်ကိုထတ်တယ်ထားလိုက်တယ်။ကုံမီလားတကယ်တကယ်ကုံမပါပြီရှိမယုံရင်စစ်ကြည့်ပါ။အေးဟုတ်ပြီ။မောင်ရေကလေးတေချာအောင်ကိုစစ်ကြည့်ရင်ဟုတ်ပြီ။ဒါပေမဲ့နင်းမပြတ်သေးနဲ့အောင် နင်တို့လိုပညာသည်တွေရုံသွားတာလည်းမဟုတ်ဘူးတစ္ဆာရေးတိုက်ပြီးမှလှုပ်ရမယ်ဆိုကတစ္ဆာချက်ပြင်းပြင်းမှန်းလိုက်ပြီးဆရာသခင်တို့နဲ့အပ်လိုက်တယ်ကဲပြန်တော့နောက်နောက်ဒီတောက်ကြသမီးကိုရောတောက်ကြသမီးရဲ့မိသားစုကိုရောထတ်လုံးမဲ့မကြမ်းနဲ့နော်တစ္ဆာစုရင်အရန်ကြောက်ဖို့ကောင်းနေကြလားဟုတ်ကဲ့ဆရာကျမနားကျင်နေပါပြီပြန်ဝင်ပြုတ်ပါတော့အေးအေးသွားနိုင်ပြီနေတရဲကိုတော့ငါလှုပ်ပေးလိုက်မယ် ဘသူမှမခန်းစားနိုင်အောင်လို့ဆိုင်ရနဲ့ငါအပ်လိုက်ပြီကြိုက်တာလောက်ပါစရာကဲသွားတော့ဆိုပြီးငယ်လေးကိုတုံးချက်တောက်လိုက်တယ်မတူစာမတူစာအဲ့ဒီနောက်ခန္ဓာရှင်တောက်ကြသမီးကိုခေါ်လိုက်တယ်ရှင်ရှင်းစရာအေးတတိလွတ်သွားသေးရလားကွာတတိတော့မလွတ်ဘူးစရာဒါပေမဲ့ကိုယ်စိတ်ကိုထဲချုံးလို့မရဘူးဖြစ်ရတယ်အခုကအဲ့လိုဖြစ်သေးလားပါရီနာသေးလားဘာမှမဖြစ်တော့ဘူးစရာ အေးဟုတ်ပြီဒါဆိုဖះကတော့ကြည်ဒီနေ့အစပြီမိမွေးတိုင်းဖောက်မွေးတိုင်းဖြစ်ပြီဟုတ်လားဘာမှပူဇော်မလို့တော့ဘူးဟုတ်ကဲ့ဆရာကျေးဇူးလဲတင်ပါရေးဆရာဖះကတော့ပြီမောင်ရီကဲကိုပါကတော့ဒီအင်ဂျင်ရောက်ပြီလင်းကားရက်ပြကြပြီဖြစ်တော်လေကိုသာလာရဲ့ရှင်နေတနုံနုံနဲ့ဖြစ်ရတယ်ငါစိတ်ထိဒီအရာကြီးမမေးရရင်ငါနေရတာရင်နဲ့တနုံနုံနဲ့ကွာမဖြစ်ဘူးငါမေးမှဖြစ်တော်မင်း တွေးလို့မိဖို့တဲမှာချက်ပြုတ်နေတဲ့မသူစာထံကိုဝင်လာတယ်။သူစာနင်းကိုဆရာတို့ဆေးကုပေးတော့ငါနေပြောတဲ့စကားတွေနင်းပြန်အမှတ်ရသေးလား။အေးလေပြန်အမှတ်ရတာပေါ့။ငါရဲ့အသည့်စိတ်တီထဲမှာလွတ်မှမသွားတာလေ။အေးအဲ့တော့ဆိုငါစိတ်ထဲမှာရှင်းတာလေမေးချင်လို့ကော။အမ်မေးလေကိုတော့လိုက်လင်မယားချင်းကိုဘာရီစကားပလင်ခံနေရလဲ။ဒီလိုကော။အဲ့ဒီတော့ငါဆရာမင်းနဲ့မေဘယ်ရလဲလို့မေးတော့ ပထမတစ်ခေါက်မီတူးလို့ဖြေဆရာအမှတ်တိုင်းဖြေဆိုတော့ချိုအေးလို့ဖြေတယ်လေကွာအေးလေအဲ့ဒါဘာဖြစ်လို့လဲရှေ့အဲ့ဒါနေပါသားနေဖြေရလားဒါမှမဟုတ် အခြားတယောက်ကဖြေရလားသိချင်တာကွာအေးဟာကျုပ်လည်းစဉ်းစားနေရကျုပ်ကဖြေနေရမဟုတ်ဘူးတယောက်ယောက်ကကျုပ်စိတ်တွေကိုချုပ်ကန်ပြီးတော့ဖြေနေရဒါဆိုမင်းကိုပြူစားတဲ့လူကတခြားသူမဟုတ်ဘူးပေါ့မင်းတရီထားမိလားတော့မသိဘူးဒီရက်ပိုင်း ဟိုကောက်မိမတရှောင်ရှောင်ဖြစ်နေရနော်နေမကောင်းလို့ဆိုပြီးအပြင်ကုန်းမထွက်တော့တာဟုတ်တယ်နော်ကိုသားလကျုပ်လည်းအစတွေကသူ့ကိုတိတ်မတဲငါချင်မူကျုပ်ကလေးမွေးပြီးတော့ချုံရိုးမချောက်သေးလို့သူ့ကိုဆေးထည့်ခိုင်းနေသူကအိမ်ကန်းနဲ့ခေါ်ပြီးဆေးထည့်ပေးနောက်ပြီးအထရေအနာအမြတ်ကြက်အောင်ဆိုပြီးဆေးတော့ကဖြောထိုက်တယ်ဟာအဲ့ဒီထရေရေကျုပ်ပိုက်တွေခါးတွေမတိမတောင်အောက်လို့နားနေရလေချောင်းထဲမှာကလေးကလေးနဲ့ရှားနေရတော့ ဲ့ဒီထဲရရင်နေပါလို့မပြောတာလေမသူစားရဲ့ရှင်အားလဲနေကို့မိသားစုတဲကလို့လေကိုကဘဲထဲမှာလဲဟဲ့ဒီကောင်မရောက်လာတဲ့ကအဖေတို့အမေတို့လေကောင်းကောင်းမနေရဘူးဟာခဏခဏဖျားနာနေတာနောက်ပြီးနင်းကိုလည်းသိမ့်မကြည့်ဘူးကျုပ်တို့တော့အဖေတို့အိဆောက်ပေးတော့ကလေသူ့မျက်နှာလှမနေဘူးမတတ်တာလို့တော့ဆက်ဆက်ရတဲ့သဘောရှိရဲ့ဟာအေးလေခြံနေအောင်ထွက်တဲ့မြအတီးအနန်နေရောင်းတော့လေ သူ့ဘဲငွေတွေအကုန်သိမ်းထားတာအမေမှပါတိုင်လေးတစ်ထည့်ဝယ်ဖို့တော့ငွေမရှိလို့ကျုပ်ဝယ်ကြောလိုက်သေးရလေကျုပ်ကသူ့လုံးသမျှသိနေတော့မလို့မုံထားတာနေမှာပေါ့သူ့စိတ်နဲ့နှိုင်းတာနေမှာပေါ့ကွာအဲ့ဒီရများအိမ်ရှင်ကိုပြန်အနိုင်ကျင့်ရတယ်လို့ဒီအတိုင်းဆိုအမေတို့ကိုတတိပေးထားရမယ်မဟုတ်ရင်ဒီကောင်မရဲ့လက်ချက်နဲ့လုံးမပါတော့မှာကွာခက်တဲ့ကိုသားလာရေကိုမိသားစုတွေကဖြစ်နေတော့တရွေးကိုပက်လက်ထွေးသလိုဖြစ်နေပြီ။ ကို့ဘော်ပဲပြန်ရောက်တယ်။အိမ်ခွဲနေခိုင်းလိုက်ရင်ကောင်းမယ်ထင်တယ်နော်။ဒီလမမဟုတ်ရင်လေသူ့ရောက်သူပြန်နေခိုင်းရင်ကောင်းမလား။ကဲပါမကောင်းမဲ့သိရင်လေရှောင်နေရောဘောရှိ။နောက်တော့လေသူ့ဘသာသူစင်ကြဲသွားလိမ့်မယ်။အေးကွာမင်းပြောသလိုပဲကိုထွေးတဲ့တရီကို့ဘော်ပြန်ရောက်တဲ့ဆိုတာမျိုးကကိုသားလာတော့လင်းများနှစ်ယောက်လေထိုးအကြောင်းတွေးပြီးရတမအေးနိုင်ကိုဖျက်နေရရှာရီ။ဦးတယ်ဝင်းတို့ရဲ့ချွေးမငယ်ဖြစ်သူ မချုံအေးဟာထိုပါထန်းရွာသူမဟုတ်တခြားရွာကအိမ်အောင်ကြလာသူတော့ဖြစ်တယ်။ဒါကြောင့်သူမရဲ့ဓလေးစက်ရိုက်မသိဘူး။သူမအိမ်ကိုရောက်ပြီးတိတ်ပင်မကြသေး။ရောက်ကမဖြစ်သူခဏခဏနှိမ်မကောင်းတာနဲ့တရှောင်ရှောင်ကိုဖြစ်ရတယ်။စီဝိုင်းမှန်သမျှသူမကပဲချုပ်ကိုင်းနေ။အရာရာသူမစိတ်တိုင်းကြောက်ကိုစေစံနေ။ဒါကိုရိပ်မိတဲ့အကြီးကောင်ရဲ့မယားသူ့ရဲ့စီမံမှုအောက်မှာမနေလိုတာနဲ့မိဘတွေကိုပြောလို့အိတ်ခွဲနေတယ်။ဒီတော့တရွာသူမချုံအေးရဲ့ ဒေါသအမျက်တို့ဟာမသူစားပေါ်မှာကြားရောက်သွားတော်ရီဒါကြောင့်အခွင့်ရှိရင်အောက်ကြံတော်ရီသူမတာမန်လို့မဟုတ် ဝန်းရင်းဆုံးပညာပါလာသူဖြစ်တယ်ဒါကြောင့်ထိုပညာကိုအသုံးချလို့အမျိုးမျိုးကိုကြက်စီတယ်စိုးပညာဟာအကောင်ပဂရိတိုင်းရှိနေသော လူတယောက်ကိုပြူစားဖို့ကမလွယ်ဘူးထိုလူကံညက်ခြင်းဒါမှမဟုတ်ခန္ဓာမှာအနာရှိခြင်းတို့မှသာပြူစားဖို့ကလွယ်ကူတယ်ဒါကြောင့်ချိုးဤကမသူစားကံညက်မဲ့အချင်း နေမကောင်းတဲ့အချိန်အမြဲချောင်းနေတယ်။သူမဆူတောင်းပြေလို့လား။ဒါမှမဟုတ်မသူစားရဲ့ကတ်ဆိုးချိန်ကြောင့်လားတော့မသိ။မသူစားသားလေးဘိုက်ခွဲမွေးချိန်မှာဘိုက်ချုပ်ယူတဲ့သူမကိုစေးထည့်ခိုင်းနေ။သူမရဲ့အကြံစီတိုင်းထိုဘိုက်ခွဲထားတဲ့အနာရင်းပညာဇက်တွေထည့်ထားတယ်။ဆက်ချင်းမြင်အပင်းကိုလည်းစေးတခွက်ထဲထည့်လို့တိုက်လိုက်တယ်။သူမရဲ့စီမံကိန်းဟာတစ်နှစ်တနည်းပြည့်တဲ့နေ့မသူစားလူလောကကြီးထွက်သွားရမယ့်နေ့ ထိုနေ့ကိုသူမမျှော်လင့်တဲ့ကြီးစောင့်စားတယ်။ဒါပေမဲ့တနေ့မပြည့်ခင်သုံးလအလိုသူမရဲ့မျှော်လင့်ချက် ပြည့်စည်ခဲ့ရတယ်။သူမရဲ့ဘဝအမှန်ကိုမိသားစုတွေက လူအချို့ဟာသိခဲ့တယ်။ထပ်ပြီးအရှက်မကွဲလို့တော့ပြီမို့သူမချစ်တဲ့ယောက်ျားကိုခေါ်ကသူမရဲ့စာတိရွာကိုပြန်သွားခဲ့ကြတယ်။မချိုရင်ပြန်သွားပြီးတဲ့နောက်ပိုင်းမှာအိုးတဲ့ဝင်းတို့မိသားစုရဲ့ကျမ်းမာရေးထူထူထောင်ထောင်ဖြစ်လာတယ်။မသူစားတို့မိသားစုရဲ့စီးပွားရေးကလည်း တိတိတတ်တာတိုးတက်လာခဲ့သည်တချို့အရာမှာမိမိမထင်ထားတဲ့သူတို့ကသာလေမိမိရဲ့နောက်ကျဓာတ်နဲ့ထိုးတက်ပါတော့တယ်ဟုတ်ကဲ့ပါကျမတို့ channel ကထုတ်လွှင့်ပေးခဲ့တဲ့ဇာတ်လမ်းကိုတော့ဒီလောက်နဲ့ပဲခေတ္တရန်နာခွေပြုပါနောက်ရမှလည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းအကြောင်းအရာတွေပြောပြပေးအောင်ပါမို့ဆက်လက်စောင့်မျှော်ပြီးတော့အားပေးနာဆင်ပါအောင်နော်အားပေးနာဆင်သူပရိသတ်များအားလုံးကိုချစ်စစ်တင်ပါတယ်ရှင်